္ဓပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရွှေဈေးနဲ့ဒေါ်လာဈေးပြန်လည်မြင့်တက်လာခြင်းတွင်စစ်ကောင်စီကဈေးကစားသူတွေကိုဖမ်းဆီးအရေးယူမယ်လို့ချိန်ချောက်ပြန်ပါတယ်။ဖားကံမော်စီစာကြောက်စင်းလောက်ကမှာစုစည်းနေတဲ့စစ်တပ်ကို KIA ကကြားညက်တိုက်ခိုက်မှုမှာစစ်ကောင်စီဘက်က20ထက်မနည်းတေသွားတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာရွှေဈေးနဲ့ဒေါ်လာဈေးပြန်လည်မြင့်တက်လာခြင်း ဈေးကစားသူတွေကိုဖမ်းဆီးအရေးယူမယ်လို့စစ်ကောင်စီကကြညာချက်ထုတ်ပြန်ချင်းချောက်လာပါတယ်။ဇွန်လ9ရက်နေ့မှာအယလိုကစစ်ကောင်စီအပေါ်အာတီကယ်33နဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်အတွက်စုံဖြတ်ချက်ကိုချမှတ်လိုက်ပြီးအဲ့ဒီနောက်ပိုင်းမှာပြည်တွင်းစည်းဝေးဈေးကွက်တွင်ဆိုးရွားတဲ့တက်ရောက်မှုများစွာရှိလာတာဖြစ်ပြီးရွှေဈေးနဲ့ဒေါ်လာဈေးပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိလာခဲ့ပါတယ်။ဇွန်လ6ရက်နေ့ကနေစတင်ပြီးပြည်တွင်းစီးပွားရေးဈေးကွက်အတွင်းရွှေနဲ့ဒေါ်လာကိုကြီးမားတဲ့ တဲ့ပမာဏနဲ့ဝယ်ယူစုဆောင်းမှုတွေဖြစ်ပေါ်လာခဲ့ရကနေဈေးနှုန်းဟာတရရမြင့်တက်လာခဲ့ပါတယ်။ဇွန်လ7ရက်နေ့ညနေပိုင်းမှာတော့ပြင်ပဈေးကွက်မှာအခောက်ရွှေတစ်ကြက်သားကို89သိန်း5000ခွဲအထိဈေးပိတ်ခဲ့ပြီးဒေါ်လာဈေးနှုန်းမှာလည်းအမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ4550ဝန်းကျင်အထိပြန်လည်မြင့်တက်လာခဲ့ပါတယ်။ပြည်တွင်းမှာအခောက်ရွှေတစ်ကြက်သားကို ငွေကျပ်သိန်း80နီးပါးမြင့်တက်လာတဲ့အတွက်ရွှေဆိုင်တွေက ရွှေတုံးရွှေကဲရောင်းချခြင်းတွေကိုရနှလိုက်ကြပြီးပြည်တွင်းနာမည်ကျော်ထိတ်တန့်ရွှေတုံးရောင်းဝယ်ပြုလုပ်နေတယ်အကယ်ဒမီရွှေလုံငန်းကလည်းယနေ့ဇွန်လ13ရက်နေ့ကနေစတင်က လုပ်ငန်းတွေကိုယာယီခိတ္တပိတ်ထားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါအပြင်အကြက်ဖက်စစ်ကောင်စီအလို့ကျဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကလည်း license မရှိဘဲရွှေအယောင်းဝယ်မလုပ်ရန် license နဲ့လုပ်ငန်းမှတ်ပုံတင်တွေရှောက်ထားကြရန်အတွက်မနစ်ကကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။အကြက်ဖက်စစ်ကောင်စီလက်ကင်တုပ်ဘိုးဘန်းကလည်း USDT နဲ့နိုင်ငံခြားငွေစည်းနှုန်းမတိမငြိမ်ဖြစ်စေရန်အတွက် လှုံ့ဆော်နေတာတွေကိုစောင့်ကြည့်နေပြီးလှုံ့ဆော်မှုဆောင်ရမ်းနေတဲ့လူပုဂ္ဂိုလ်တွေနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်တွေရဲ့ပေးအကောင့် banking account တွေကိုပိတ်သိမ်းခြင်းဖုန်း sim card တွေကိုပိတ်သိမ်းခြင်းတည်ဆဲဥတွေနဲ့အညီတရားစွဲဆိုအရေးယူခြင်းတွေကိုဆောင်ရမ်းနေပါတယ်ရှင်ဘကောတန်းတဲ့ဘောက်ကိုကြည့်အောင်ပါဘကောတိုင်သားရီအကျဉ်းထောင်တွင်ထောင်တန်းစင်နှင့်ချမှတ်ခံထားတဲ့နိုင်ငံရေးအကျဉ်းသား ဥကျော်စိုးခေါ်ဥစော်နှစ်ဟာထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့်နှလုံးရောဂါသွေးတိုးရောဂါဝေဒနာတွေကြောင့်ကွယ်လွန်ခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNNC ကနေသိရပါဗျ။မေလ23ရက်ကနိုင်ငံရေးအကျဉ်းသားဥကျော်စိုးခေါ်ဥစော်နှစ်ဟာထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိရတဲ့အတွက်ကြောင့်ကြာဆုံးခဲ့ရတာဖြစ်ပြီး သူဟာ2021ခုနှစ်နိုဝင်ဘာလ10နေ့မှာလဲကူးမြို့မရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖြတ်ဥပဒေပုံမှာ90ဇက်မြင်ဆွဲနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကအကျဉ်းထောင်တွေအတွက်မှာစေဝါစောင့်ရှောက်မှုလုံလောက်စွာမပေးတာကြောင့်နိုင်ကျင်းအပါဝင်အကျဉ်းကျခံနေရသူတွေဟာရောဂါတွေဖြစ်ပွားပြီးစိတ်ကူတာခွင့်ဆုံးရှုံးကမတည်တည်မဲ့တည်ဆုံးခဲ့ရလို့လည်းသိရပါဗါတယ် အကျဉ်းထောင်အတွင်းစေဝါဆောင်ရွက်မှုမလုံလောက်တဲ့အတွက်တည်ဆုံးခဲ့ရသူတွေဟာဇွန်လ10ရက်နေ့ထိ10ဦးထိရှိခဲ့ပြီလို့လည်း PPNN ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ကချင်ပြည်နယ်တဲ့နှဘုတ်ကိုကြည့်အောင်ပါကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာကြောက်စိမ်းလောက်ွက်တစ်ခုမှာစုစည်းနေတဲ့စစ်တပ်ကို KIA ကဂျားညာတက်ခတ်ခေယာမှာအကြမ်းဖက်စစ်ကောင်စီဘက်က20ဦးထက်မနည်းဟာတေဆုံးခဲ့တယ်လို့ KIA သတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်မနေ့9နိုင်လောက်ကနေစတင်ပြီးဖားကန့်မြို့နယ်မော်စီစာကုန်းမှာအကြမ်းဖက်စစ်တပ်နဲ့ KIA PD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကြမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်နေ့လယ်ပိုင်းမှာတော့မော်စီစာကြောင်စိလောက်ကတစ်ခုမှစုစည်းနေတဲ့အကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူစစ်တွေကို KIA ကကြားညာတိုက်ခိုက်ခဲ့လို့လည်းသိရပါဗါးအဲလို တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကအယောက်20ဟာသေသွားတာဖြစ်ပြီးဒဏ်ရာရှိသူလည်းများပြားရလို့သိရပါဗါးအဲလိုတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာအကြမ်းဖက်စစ်တပ်ဘက်ကအယက်သားပြည်သူတွေကိုပါလိုက်လံပစ်ခတ်တပ်ဖြတ်နေရလို့လည်းသိရပါဗါးရှင် ဒီတကမှာတော့ပဲခူးတိုင်သဲကုန်းမြို့ကနေထွက်ခွာလာတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေစီးနင်းလိုက်ပါလာတဲ့ကာနစီကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၃ဟာတိုက်သွားခဲ့တယ်လို့ပြည်ခရံပတ်ကဖတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိုက်ကို ပြောပါရယ်ဇွန်လ17ရက်နေ့မနေ့10နိုင်15မိနစ်လောက်မှာသဲကုန်းမြို့ကနေထွက်ခွာလာတဲ့အင်အား90ခန့်ရှိတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကာနစီကို တော်လန်ရဲဘော်တွေကရုံးပင်တဲ့ကျေးရွာအနီးဆယ်မြောင်းရေလွတ်ပောင်ပေါက်မှာမိုင်းဆွဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုမိုင်းဆွဲတက်ခတ်မှုတွင်အကြမ်းဖက်တပ်သား၃ဟာပွဲချင်းပြီးတည်သွားခဲ့သလိုစစ်တပ်ဦးလည်းအပြင်းထန်ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။တက်ခတ်မှုကိုတဲကုန်းမြို့နယ်ပကဖအဖွဲ့နဲ့ပေါင်းတယ်မြို့နယ်ပကဖအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ မကွေးတန်းအတန်းတဘောကိုကြည့်အောင်ပါမကွေးတန်းပခုတ်ကူမြို့တီဟိုရှင်ဖျားပွဲစည်းကိုလာရောက်တဲ့လူငယ်30ကျော်ကိုအကြက်ဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတာကြောင့်မိသားစုဝင်တွေဟာရဲစခန်းမှာတွားရောက်စုံစမ်းခဲ့ပေမဲ့လည်းပြန်လွတ်ခံရတယ်လို့3 star မြန်ပခုတ်ကူခရိုင်အတွင်းမြေပြင်သတင်းများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါရတယ်ဇွန်လ10ရက်နေ့ညနေ9:00လောက်မှာ တေဟိုရှင်ဖျားပွဲစည်းကိုလာရောက်တဲ့လူငယ်30ကျော်ကိုအကြမ်းဖက်တပ်သားတွေကလိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အတွက်ရုံးရင်းဆန်ခတ်တွေဖြစ်ပွားခဲ့လို့လည်းသိရပါဗယ်။အဲလိုဖမ်းဆီးမှုဖြစ်ပွားပြီးတဲ့နောက်မှာလူငယ်တွေရဲ့မိသားစုဝင်တွေကရဲစခန်းကိုတွားရောက်စုံစမ်းမှုတွေလှုပ်ဆောင်ခဲ့ပြီးမှလည်းအကြမ်းဖက်တပ်သားတွေကဆဲဆိုကျိန်မောင်းပြီးပြန်လွတ်ခဲ့လို့လည်းသိရပါဗယ်။ဒါအပြင်အဲ့ဒီညနေ6နာရီခန့်ကလည်းပခုတ်ကူမျိုးဗိုလ်ချုပ်လမ်းဆောင်မှာ ဆိုင်ကယ်စီးနှင်းလာတဲ့လူငယ်တဦးကိုလည်းအကျန်းဖက်တသားတွေကဝိုင်းဝန်းရက်နက်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့လည်းသိရပါဗျ။အဲဒီလိုပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်တွေကိုပခုတ်ကူတက်မှတ101ကနေတစင်းတခြားမြို့နယ်တွေကို ပို့ဆောင်ဖို့ပြင်ဆင်နေရလို့လည်းတက်တွင်းသတင်းမြေကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရရှင်။ဒီတစ်ခါမှာတော့လူတို့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ပန်းတပိတ်နဲ့အိမ်ကြီးပြလှုပ်ရှားမှုမှာ ပြည်သူတွေအလုံးပူးပေါင်းပါဝင်ကြဖို့အတွက်အထွေထွေသပိတ် ပေါင်းဆက်ညှိနှိုင်းအင်အားစု General Strike Coordination Body GSCB ကသတင်းထုတ်ပြန်တိုက်တွန်းတောင်းဆိုထားပါတယ်။ဇွန်လ16ရက်နေ့ဟာလူထုခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ရက်မြတ်ဖြစ်ပြီးဒေါက်ဆန်းစုကြည်နဲ့သမရာကြီးဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားစုစုပေါင်း2122ဦးကို ပထမခြုံအောင်ဖန်စီအကျဉ်းချထားတာလည်းဖြစ်ပါတယ်။ပထမလှုပ်ရှားမှုအနေနဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာပန်းတပိတ်လှုပ်ရှားမှုနဲ့နှင်းစင်ကြီးအပါဝင်လလန်းမီယာပန်းတွေကိုဖျားပန်းတင်တာစံကေတာမှာမြေတနိုးပန်းစင်တာ အလှပန်းအိုးထိုးတာအပြန်အလှန်ပန်းလက်ဆောင်ပေးတာအွန်လိုင်းပေါ်တင်တာတွေနဲ့မြေပြင်မှာပန်းတပိတ်လူထုလှုပ်ရှားမှုတွေကို လုံခြုံရေးအသည့်တတိအပြည့်နဲ့ပေါ်ဆောင်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ဒုတိယလှုပ်ရှားမှုဖြစ်လူမှုနဲ့ရင်းနှီးပြည်သားဖြစ်တဲ့အင်ဂျီပြာလှုပ်ရှားမှု Blue Shirt Campaign ပါပြုလုပ်ဖို့ဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ရည်ရွယ်တဲ့ အင်းကြီးအပြာပစို့အပြာဘောင်းမီအပြာဥထုပ်အပြာအစရှိတဲ့အပြာရာအဝတ်အစားအသုံးစားတွေကိုဝစ်စင်အသုံးပြုကြဖို့တိုက်တွန်းထားပါတယ်။အဲ့ဒီလှုပ်ရှားမှုနှစ်ခုကို ရှေ့အတာဖော်ဆောင်သွားမှာဖြစ်ပြီးဇွန်လ14ရက်နေ့ကနေစတင်ကဇွန်လ21ရက်နေ့ထိစုစုပေါင်းရှေ့အတာပြုလုပ်သွားမည်ဖြစ်တယ်လို့လည်းအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းအင်အားစုကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ နိုင်ငံတကာဘက်ကသတင်းတွေကိုလည်းကြည့်အောင်ပါအိန္ဒိယနိုင်ငံဂူဂျာရက်ပြည်နယ်အာမတ်ဒါဘက်မြို့ကနေဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုထွက်ခွာလာတဲ့အဲအိန္ဒိယလေကြောင်းလိုင်းပိုင်လေဟာလေစိတ်ကနေတက်ပြီးအချိန်အနည်းငယ်အတွင်းမှာပြက်ကျသွားခဲ့ပါတယ်မနေ့ကဇွန်လ12ရက်နေ့မှာခီးသည်242ဦးကိုတည်ဆောင်ပြီးဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုထွက်ခွာလာတဲ့အဲအိန္ဒိယလေကြောင်းလိုင်းလေဟာလေစိတ်ကနေပြန်တက်ခဲ့ပြီးပြက်ကျခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီခီးသည်တင်လေဟာဘို Gory 787ဖြစ်ပြီးဂူဂျာရက်ပြည်နယ်လူနေရပ်ကွက်အနီးမှာပြတ်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။လက်တလုံးမှာပြတ်ကျရာနေရာတစ်ဝိုက်မှာတော့ရုပ်လောင်204လောင်းကိုတွေ့ရှိထားပြီးထိုင်ကုံနံပါတ် 11A ကလူတအူးကတော့အသက်ရှင်တယ်လို့ဒေတာရဲရာရှိတွေကိုကိုကကရိုက်တာသတင်းမှာသတင်းဖော်ပြထားပါတယ်။အဲလိုပြတ်ကျသွားတဲ့လေရင်ကိုအိန္ဒိယအာဏာပိုင်တွေကလည်းကယ်ဆယ်ရေးတွေလုပ်ငန်းတွေကိုလုဆောင်နေရလို့လည်းသိရပါရရှင်။ ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ